ခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကငလျင်တန်းကြောင့်အရန်ကိုကြီးကြီးမားမားခံစားခဲ့ရပြီဖြစ်လို့ကျွန်တော်တို့မဖြစ်သေးတဲ့ပြည်နယ်တိုင်းတွေမှာရှိနေတဲ့လူတွေကလည်းခုဆိုလို့ရှင်ညဘက်နေအိမ်နေတဲ့အချိန်ပဲဖြစ်ဖြစ်ဘယ်ချိန်များကိုစီကိုငလျင်ရောက်လာမလဲသူရဲ့နောက်ဆက်တွဲငလျင်အသေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ချိန်များကိုအိမ်နေတဲ့ချိန်များလှုပ်သွားမလဲဒီလိုမျိုးစိတ်ဖိစီးမှုတွေစိတ်ပူပန်မှုတွေ ਨੇ ဖြစ်နေကြတယ်ပေါ့နော်ကျွန်တော်ပါဝင်ပေါ့ ဆိုတော့ကျွန်တော်တို့ဒီဖုန်းထဲမှာငလျင်မလုပ်ခင်မှာအလံပေးအောင်လို့ဘယ်လိုမျိုးဖွင့်ထားလို့ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်။အရင်ဆုံးကျွန်တော်တို့စက်တင်တဲ့ကိုအရင်ဆုံးဝင်လိုက်မယ်။ပြီးပြီဆိုလို့ရှိရင်ဒီ search bar ကနေပြီးတော့မှာ e a r t h ဒီတစ်ခုပေါ့နော် အခွင့်အလန်းဆိုတဲ့အားလေးပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ရသလိုရှိရင်ဒီအောက်လေးကိုဆွဲချလိုက်လို့ရှိရင်ဒီ emergency location service ဆိုတဲ့အားလေးက off နေလားဒါလေးကိုတစ်ချက်ကြည့်မယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်တကယ်လို့ဒါလေးက off နေတယ်ဒီလိုမျိုးလေး off နေရဆိုလို့ရှိရင်ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ on ပေးလိုက်ပါပြီးလို့ရှိရင်ဒီ back key လေးနဲ့ပြန်ပြီးတော့ထွက်လိုက်မယ် ပြီးရင်ဒီ aqueous alum ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒါလေးကိုတစ်ချက်ဖြွင့်ပေးရပါမယ်ဒါလေးရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့အနီးနားလေးမှာ ကျွန်တော်တို့တည်ရှိနေတဲ့ location ရဲ့အနီးနားလေးမှာ4.5နဲ့အထက်ပေါ့နော်ငလင်လောက်ခတ်တော့မယ်ဆိုလို့ရှိရင်သူကဒီဖုန်းကနေပြီးတော့မှအလန်းပေးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ် PP ဆိုတာနဲ့ဒီ turn on location ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ် ေါ်လာလို့ရှိရင်ဒီ turn on location ဆိုတဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်မယ်ဒီ location service ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကဖွင့်ပေးရမယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့မြင်ကလင်းလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တတိပေးတဲ့အချက်တွေရမှာဖြစ်ပါတယ်အားလုံးပဲအနေနဲ့กินပြီးတော့ပြီးกินကြပါစေ